ချစ်ချင်းကိုမပြုတ်အောင်ဘာဖြစ်လို့တုံးဆိုလို့ရှိရင်တဲ့။နောက်ချစ်ချင်းကိုပြုတ်တဲ့ပုံကောချစ်ချင်းကြောင့်စိုးရိမ်မှုတွေနောက်ပူလောင်မှုတွေဆင်းရဲမှုတွေဆိုတာကိုသိကြဖို့ရပါ။ချစ်တဲ့လူတွေနဲ့ကြွေကွင်းရတယ်ဆိုတာလည်းစိတ်ထဲမှာအလွန်ဆင်းရဲတယ်။အလွန်အသိဉာဏ်ကြီးတဲ့ပုံကိုတယောက်ရဲ့တန်တာမှာချစ်ချင်းဆိုတာလည်းမရှိဘူး၊မုံချင်းဆိုတာလည်းမရှိဘူးတဲ့။ဒါဆိုရင်အဲ့ဒီရဲ့ပုံအဲ့ဒီပုံကိုရဲ့တန်တာမှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့။ ပုဂ္ဂိုလ်တူတယောက်မှာချစ်ချင်းမုန်းခြင်းဆိုတာမရှိရင်သူ့မှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့အခုဒကာမတို့ဦးကြီးတို့တွေနောက်ဆန်တည်တင်းနဲ့နေရတယ်ဆိုတာအဲ့ဒီချစ်တဲ့လူတွေမုန်းတဲ့လူတွေရှိလို့နောက်ဆန်တည်တင်းနဲ့နေရချစ်တဲ့လူတွေရှိလို့နောက်ဆန်တင်းတာတော့ဟုတ်ပါပြီဦးစင်းရင်မုန်းတဲ့လူတွေရှိလို့နောက်ဆန်တင်းရတယ်ဆိုတာဘယ်လိုလဲလို့မမေ့နဲ့ဟိုးတောင်တင်းသေးတယ်တစ်ခါတည်းလေးဟုတ်လားနောက်မုန်းတဲ့လူတွေရှိနေရင်လည်းမတင်းဘူးလားတဲ့နာတို့ကြောင့်ခေါင်းထဲထည့်ပြီးတော့ဘလို့များလှုပ်လဲရမလို့များတုံ့ပြန်လဲရမလဲတခါလေးမကြည့်မလဲတွေးပြီးတော့မအီမလဲခံစားရတာဒီအများကြီးမရှိဘူးလား ရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဥပမာကောင်းတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ပုံမှာဆိုးတဲ့လူပဲဖြစ်ဖြစ်တမယိုးကြတုံ့ပြန်မယ်ဆိုရင်တော့ကောင်းတဲ့လူကိုချစ်ချင်းနဲ့တုံ့ပြန်မယ်မကောင်းတဲ့လူကိုမုန်းညင်းနဲ့တုံ့ပြန်မယ်အဲလိုတမယိုးကြတုံ့ပြန်ရင်တော့အဲ့ဒါချစ်ချင်းကြောင့်ဒုက္ခရောက်မယ်မုန်းညင်းကြောင့်ဒုက္ခရောက်မယ်ဒါကိုနားလည်ပြီးတော့ကိုယ့်ပုံကောင်းကောင်းမကောင်းကောင်းနှမျိုးနှစားမတုံ့ပြန်မယ်နဲ့တမျိုးတည်းဘယ်လိုလဲတမျိုးတည်းဆိုတာဥပေက္ခနော်လေးလေးရှုရမယ်အဲ့လိုလေးလေးရှုပြီးတော့တုံ့ပြန်နိုင်မယ်ဆိုလို့ရှိရင် အရင်သက်သာရရမယ်အဲ့လိုလေးလူရှုပြီးတော့မတုံ့ပြန်နိုင်ဘူးချစ်စရာကောင်းရင်တော့ချစ်လိုက်မှာပဲကွယ်မုန်းစရာကောင်းရင်တော့မုန်းလိုက်မှာပဲကွယ်ဆိုရင်တော့အဲ့ဒီချစ်ချင်းမုန်းကြီးရဲ့နှိမ့်ဆက်တာကိုခံမှာ